Japan region TikTok account ကိုဘယ်လိုနည်းနဲ့ပဲဖွင့်ပြင်ဖွင့်ပြင်ရတဲ့မိတ်ဆွေဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်ဒီ TikTok account ကကြောက် very region လဲဆိုတော့တစ်ချက်ပြန်စစ်ကြည့်မယ်နော်ဒီမှာ Japan region ဖြစ်သွားပါပြီနော်ကဲကျွန်တော်လိုမျိုးပဲ Japan region အကောင့်ရကျင်လဲဆိုရင်တော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲမိတ်ဆွေတို့ like လုပ်ပါ ပထမဆုံးအနေနဲ့ SIM card လေးထုတ်ပြီးတော့ Wi-Fi နဲ့ချိန်လိုက်ပါအဲ့ဒါပုံမှန်အဆင်ပြေပါတယ်ပြီးတော့နံပါတ်2အနေနဲ့ကျွန်တော် VPN ကိုသုံးရပါမယ် VPN Japan VPN ဆိုရင်ဒီ Tik VPN နဲ့ဒါမှမဟုတ် Jam Jam VPN ဆိုတာအဲ့ဒီနှမျိုးတည်းဆိုရင်ပုံမှန်အဆင်ပြေပါတယ်တခြား VPN တွေကကျွန်တော်ပတ်စံပေးပြီးတော့သုံးနေရတာမို့လို့ဒီ Tik VPN နဲ့ Jam Jam VPN ကျတော့ဒီကျွန်တော် free သုံးလို့ရပါတယ် Japan region ကိုချိန်ပြီးတော့ free သုံးလို့ရပါတယ်အဲ့ဆိုရင်ကျွန်တော်အခုဒီ Jam Jam VPN ကိုသုံးပါမယ်ဒိုလီပွိုင်းဒီမှာ OK လေးနှိပ်လိုက်ပါ ဒီမှာကျွန်တော်ဒီစိုင်းရင်လှုပ်เสียမလို့ပါဘူးဒီ G media ဘာတွေနဲ့ထည့်เสียမလို့ထည့်ကျင်လိုက်ရမထည့်ကျင်လိုက်ရတယ်ဒီမှာ get stats ဆိုတာရှိရတာကိုနှိပ်လိုက်ပါဒီနေရာရောက်သွားပြီဒီမှာ auto location ဆိုတာရှိပါတယ်ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်ဒီမှာဂျပန်ကိုရှာပါမယ်ဒီမှာဂျပန်လေးတွေ့ရင်ဒီဂျပန်ကိုရွေးလိုက်ပါရွေးပြီးဒီမှာ Tokyo ရှိရရှိရအောက်ကဟာကျွန်တော်ပတ်စံပေးပြီးရောတုံးရတဲ့ဟာဘွာ free ဆိုတော့ free ကိုကျွန်တော်ရွေးပါမယ် အခုဆိုရင်ကျွန်တော်ဒီ Japan VPN ကိုချိန်ပြီးသွားပါပြီ VPN ချိန်ပြီးသွားပြီဆိုရင်ကျွန်တော် browser တစ်ခုသုံးပါမယ်အဲ့ browser ကို clear data လုတ်ပြီးတော့သုံးပါမယ်နော်ကျွန်တော်ဒီ Firefox browser သုံးမှာဆိုတော့ mail ဆို Chrome တွေပါလေးလက်သုံးလို့ရရနော်အဲ့တော့အားလုံး clear data လုတ်ပါမယ် clear data လုတ်ပြီးသွားပြီဆိုရင် browser ထဲကိုဝင်လိုက်ပါ cannot no not no browser ထဲမှာကျွန်တော်တို့ရေးပါမယ် login.live.com ဒီနေရာမှာမေးစရာမေးခွန်းတစ်ခုရှိလိမ့်မယ်ဒီ outlook account ဘာလို့သုံးတာလဲ gmail သုံးလို့မရအောင်လားဆိုတော့ရပါတယ်ဒါပေမဲ့ကျွန်တော် gmail ကို၅ခု၆ခုလောက်ဖွင့်ပြီးတော့ဒီ tiktok account ဘာနော် japan region tiktok account ကိုကျွန်တော်ဖွင့်ကြည့်သေးရတယ်ဒါပေမဲ့၅ခု၆ခုလုံးဒီ your account is suspended ဆိုမြန်မာ account ဖြုတ်ချလိုက်ပြီဆိုတာကြီးပဲပေါ်နေလို့တန်းပြီးပေါ်နေလို့ ငါးကောင်း၆ကောင်းလောက်ရှိပြီကျွန်တော်ကဂျီမီနဲ့ဖွင့်ကြည့်ရအဲလုံးဝမရလို့ကျွန်တော်အတွက်အဆင်မပြေလို့ကျွန်တော်ကဒီအောက်လို့တုံးလိုက်တယ်တုံးပြီးတော့ဒီအောက်လို့ကနေတဆင့်ပြီးဂျီမီရဲ့အာ TikTok account တခုဖွင့်ကြည့်သေးရဲ့အဲဒါက Japan region account တန်းကနေရသွားပါတယ်အဲကြောင့်မို့ကျွန်တော်ဒီအောက်လို့မျိုးတုံးချင်းဖြစ်ပါတယ်မိတ်ဆွေလို့ဂျီမီနဲ့တုံးလို့ရရင်ဂျီမီနဲ့တုံးလိုက်ပါမိတ်ဆွေဂျီမီနဲ့တုံးလို့မရအောင်ဆိုရင်တော့ကျွန်တော်ပြောတဲ့အတိုင်းအောက်လို့လေးတုံးပြီးတော့လှုပ်ကြည့်လိုက်ပါနော်အဆင်ပြေသွားလိမ့်မယ်ဒီနေရာရောက်သွားရင် Cray 1ကိုနှိပ်လိုက်ပါ ဒီမှာ get a new email address ဆိုတာဝင်နေလိုက်ပါဒီနေရာမှာကွဲနံပါတ်လေးရေးပြီးတော့ email တစ်ခုဖန်တီးလိုက်ပါနက်စ်လေးကိုနှိပ်လိုက်ပါပြီးရင်ဒီမှာ password လေးကိုရေးလိုက်ပါ password ရေးပြီးွားရင် next လေးကိုနှိပ်လိုက်ပါဒီမှာကိုယ့်ရဲ့နာမည်လေးကိုရေးလိုက်ပါ ဒီနေရာမှာကျွန်တော်ဂျပန်ဆိုရင်မှယူရပါမယ်ဂျပန်ရေးပြီးွားရင်ဒီမှာမွေးသစ်ကလေးကိုကြိုက်တာရေးလို့ရပါတယ်ပြန် next ကိုနေလိုက်ပါ မိတ်ဆွေတို့မှာလည်းကျွန်တော်တို့ပြဿနာဖြစ်နေရယ်ဒီစကောင် has been blocked ဆိုမှပြနေရဆိုရင်တော့ not ခေါက်ပြန်မှ login ဝင်လိုက်ပါပြန်ထွက်လိုက်ပါဒါမှမဟုတ် VPN ချိန်ပြီးတော့ပြန်ဆန်းသုံးကြည့်လိုက်ပါနော်အဲ့ပြန်ထွက်ပြီးတော့ပြန်ဝင်လိုက်ဝင်တဲ့အခါကျတော့ဒီလိုလေးပေါ်လာလိမ့်မယ် soft puzzle ဆိုမှကျွန်တော်တို့နှိပ်ပါမယ်ဒါလေးကိုကျွန်တော်တို့ပထမအဆုံးဖြည့်ရှင်းရအောင်မယ်။ဒီနေရာမှာကနန်း33ရှိရယ်။ပြီးရင်နောက်တစ်ခုကကျတော့ဒီသူ့ဘေးမှာပြထားတဲ့ပုံအတိုင်းပေါ့ဒီလူကိုရွှေ့ပေးရမှာမယ်။ဒီ နဲ့အဲဒီနောက်ဆိုရင်အဲ့ဒီပုံရဲတက်တက်ဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ဒါဆက်မင်းလုံးနေပေးပါမယ်ဒီနေရာသတိထားအောင်ဝန်တော်သူအပေါ်မှာရေးထားတဲ့အတိုင်းလုတ်ပြီးမှအဆင်ပြေပါမယ်မဟုတ်ရင်ဒီနေရာမှာကျွန်တော်တို့ရှေ့မတိုးဘဲဒီနေရာမှာတင်တက်နေလိမ့်မယ်ခုနှစ်ဆိုရင်လည်းသူ့နေရာမှာသူပြထားတဲ့ပုံအတိုင်းကွတ်တီဖြစ်ရပါမယ်စပိန်ဆိုစပိန်နေရာကိုပြောင်းပေးလိုက်မယ်စပိန်နေရာရောက်တော့ဆိုရင် submit ကယ်ဒီနေရာမှာကျွန်တော်တို့ဒီအောက်မေးရဲ့ကောင်းပေါ့နော်အောက်အောက်လို့မေးရဲ့ကောင်းကျွန်တော်တို့တခုဖွင့်ပြီးသွားပါပြီနားနေရာဒီ you are has been block အဲ့နေရာမှာမေးဆိုရတိထားမှာမယ်အဲ့လိုဖြစ်သွားရင်အပြင်ထွက်ပြီးတော့ပြန်နောက်တစ်ခေါက်ပြန်လုပ်ကြည့်လိုက်ပါအဲ့နီးနဲ့လည်းမရရင်ကျွန်တော်တို့ဒီ အဝီပြန်ပြန်ချင်းရပါမယ်ဝီပြန်ချင်းပြီးတော့ပြန်လုတ်ကြည့်လိုက်ပါလုံအောင်ရပါတယ်နောက်တစ်ခုကကျတော့အဲ့ပတ်ဆယ်ကိုဖြည့်ရှင်းတဲ့အချိန်ချင်းတေချာလေးသတိထားပြီးတော့ဖြည့်ရှင်းပါတေချာလေးဖတ်ပြီးတော့ဗောနော်ဘာပြောထားလဲသူပြောတဲ့အတိုင်းကိုတေချာလေးဖြည့်ရှင်းလိုက်ပါပြီးရင်အဲ့ဒီအတိုင်းဆက်ဆက်ဖြစ်သွားပြီဆိုရင်ကျွန်တော်အောက်လုတ်မီးတစ်ခုရပါလိမ့်မယ်ပြီးရင်ဒီနေရာရောက်တော့ဆိုရင်ကျွန်တော် okay လေးကိုနေလိုက်ပါညဒီနေရာမှာ yes လို့နေလိုက်ရင်လည်းရပါတယ် ဒီနေရာကျွန်တော်ခဏလေးဝေး skip လုပ်လိုက်ပါမယ်ဒီနေရာရောက်ဖို့ဆိုရင်ကျွန်တော်အချိန်တော့ခဏလေးစောင့်ပေးရမယ်သူက line နဲ့ line ကြောင်းလည်းဖြစ်နိုင်တယ်ဗောနော် PD ရကိုအပေါ်ထိတ်နှောင်းကိုနှိပ်လိုက်ပါနှိပ်ပြီးွားဒီမှာ outlook လေးရှိပါတယ်ဒါလေးကိုနှိပ်လိုက်ပါဒီလိုလေးပေါ်လာရင်တော့ဒီနေရာမှာကျွန်တော်ခဏကြာရင် TikTok ဖွင့်တဲ့အချိန်ကုတ်လေးကြလိုက်မယ်ဒီနေရာကိုသွားမှဖြစ်တဲ့အတွက်အဲဒီနေရာကိုဝင်သွားခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနေရာဝင်ပြီးွားပြီဆိုရင် နောက် tab တစ်ခုကိုပြန်သွားရမယ် Chrome သုံးတဲ့ user ဆိုရင်တော့အပေါ်မှာအပေါင်းလေးပေါ်လိမ့်မယ်အဲ့တော့နေလိုက်ပါဒါ Firefox သုံးတဲ့လူဆိုရင်တော့ဒီ3.0နဲ့ပြီးတော့ new tab ဆိုရင်မှခြွေလိုက်ပါဒီနေရာမှာကျွန်တော်သွားရမှာပါလဲဆိုတော့ TikTok TikTok sign up ဆိုရင်မှနေလိုက်ပါမယ်ပြဒီ sign up တဲ့ကိုဝင်လိုက်ပါ ဒီနေရာမှာကျွန်တော် not now ဆိုမယ်လေဘာလို့ဆိုဒီ application ကကျွန်တော်မဝင်ချင်ဒီ browser ထဲမှာပဲလောက်ရအောင်ဖြစ်တဲ့အတွက် not now ကိုနှိပ်လိုက်ပါပြီးရင်ဒီ use phone က email ကိုနှိပ်လိုက်ပါဒီနေရာမှာမွေးတက်ကရွေးလိုက်ပါ session နဲ့ထပ်ဖြည့်ရမှာဘာလို့မွေးတက်ကတက်ကဒီနေ့ email ကိုရွေးလိုက်ပါခုနကကျွန်တော် outlook mail ဖွင့်ထားတဲ့ email ကိုပြန်ထည့်လိုက်ပါ အောက်လူမေးထည့်ပြီးွားပြီဆိုရင်နော်ဒီမှာ next ကိုနှိပ်လိုက်ပါအဲဆိုရင်နော် password လေးရေးလိုက်ပါ password ရေးပြီးွားရင် အောက်မှာအားလုံးအစိမ်းဖြစ်နေဆိုရင်နော် sign up လေးဝင်လိုက်ပါဒီနေရာမှာခုနကကျွန်တော်ပြောတဲ့ဒီအောက်လုမီတဲ့ကိုဝင်ရပါမယ် TikTok ကနေဒီကုတ်6လုံးပို့လိုက်မယ်ပေါ့နော်အဲ့တဲ့ကိုပြန်ဝင်လိုက်ပါ အောက်လုမီတဲ့ကို ဒီမှာ TikTok နေပို့ထားတဲ့ကုနံပါတ်လေးကိုပြန်ထည့်ပါမယ်။ဒါလေး BY ဆိုဒီမှာအစ်စ်ပြန်မှသွားပါမယ်။ tab တစ်ခုအစ်စ်ပြန်သွားမယ်။ဒီနေရာမှာ TikTok.com ဆိုမှရေးလိုက်ပါ။ပြီးရင် the loss is not now မှာရေးလိုက်မယ်။ပြီးရင်ဒီ profile ထဲကိုဝင်လိုက်ပါ။ကဲဒီမှာမိတ်ဆွေ TikTok account တစ်ခုရသွားပါပြီ ဒီ TikTok account ကကြော very region လဲဆိုတော့တစ်ချက်ပြန်စစ်ကြည့်မယ်နော်3 dot တဲ့ကိုဝင်လိုက်ပါအဆက်30တဲ့ကိုအပေါ်ဆုံးကပြီးတော့ manage account တဲ့ကိုဝင်လိုက်ပါဒီမှာ Japan region ဖြစ်သွားပါပြီနော်ကဲကျွန်တော်လိုမျိုးပဲ Japan region account ရကျင်လဲဆိုရင်တော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲမိတ်ဆွေတို့ like လုပ်ပါအဲ့ဒီတဲမှာအဆင်မပြေရရှိရင်လဲ comment နဲ့မှာရေးလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ